မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါကိုโอเคမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင် accessibility အတက်အ ਨੇ ဆုံးလိုအပ်ချက်တွေကပထမဆုံးအချက်ထစ်တဲ့အခန်း1.3တက်တမ4တက်တမ8ဝင်ရောက်30ပိုင်တော့ကားပါကင်အကြောင်းကိုဆွေးနွေးကြပါတယ်။သူကတာမန်ကားပါကင်တွေနဲ့ဘလို့ကွာချပါသလဲရှင်။ဝင်ရောက်30ဆွဲနိုင်သောကားရနိုင်ရနေရာများသည်တာမန်ကားရနိုင်ရနေရာများနှင့်ကွာခြားမှုရှိသည်။၎င်းတို့တွင်မတန်ဆွမ်းသူများအတွက်အစီအစဉ်များ၊ကုန်ပစ္စည်းများသို့မဟုတ်ဝင်ဆောင်မှုများကိုရယူနိုင်ဖို့ ိုမိုလွယ်ကူစေသည့်တိကျအင်္ဂါများပါရှိသည်ပထမဆုံးအနေနဲ့ဒီလီနီယာ location နဲ့ဝင်းထွက်သွားလာရာဂျာလန်များ SSIS အကြောင်းကိုရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ဒီလီနီယာကားပါကင်နေရာများသို့မဟုတ်ကားကိုယ်တော်များတွင်ဝင်ရောက်သုံးဆွဲနိုင်သောကားရနာရဲ့နေရာများကိုဝင်ရောက်သုံးဆွဲနိုင်သောဝင်းပေါက်သို့အတိုဆုံးထွက်သည့်ဝင်ရောက်သုံးဆွဲနိုင်သောလမ်းကြောင်းပေါ်မှထားရှိရမည်ဝင်ရောက်သုံးဆွဲနိုင်သောလမ်းကြောင်းဆိုသည်မှာ မတန်ဆွမ်းသူတဦးသည်အဆောက်ဦးသို့မဟုတ်အထောက်ပံ့ပစ္စည်းတစ်ခုတွင်သို့ဝင်ရောက်နှင့်သွားလာရာအသုံးပြုသည့်လမ်းကြောင်းထွက်သည်ဝင်ထွက်သွားလာရာကြားလမ်းများဝင်ရောက်သုံးဆွဲနိုင်သောကားပါကင်နေရာများတွင်ဝင်ထွက်သွားလာရာကြားလမ်းများရှိရမည်ဝင်ထွက်သွားလာရာကြားလမ်းများသည်ဝင်းထက်ကလောင်ထိုင်သို့မဟုတ်အခြားသွားလာရာလွယ်ကူစေသည့်ကိရိယာများကိုအသုံးပြုသောလူအတွက်၎င်းတို့၏ကားသို့မဟုတ်ဗန်ကားထဲသို့ဝင်ထွက်ရန်တတ်မှတ်ထားသောနေရာတစ်ခုကိုပန်တီးပြသည်ဝင်ထွက်သွားလာရာကြားလမ်းများကို ရန်မောင်းတဲ့ကားမရက်စီရန်အမတ်မတ်ပြုရမည်။၎င်းသည်ကားပကင်နေရာနှင့်အလျားတူညီရမည်။မျက်နှာဖြင့်အမြင့်လဲတူညီရမည်။ဝင်ရောက်တုံဆွဲနိုင်တို့ကားပကင်နေရာနှစ်ခုသည်စောင်းလျားကားပကင်မှာမလွယ်။၎င်းတို့ကြားရှိဝင်ထွက်သွားလာရာဂျာလန်တစ်ခုကိုမျှဝေတုံဆွဲဆန်နိုင်သည်။ဝင်ထွက်သွားလာရာဂျာလန်ကိုကားပကင်နေရာ၏ဘေးနှဖက်လုံးတွင်ထားရှိနိုင်သည်။စောင်းလျားကားပကင်တွင်မူ၎င်းကိုကားပကင်နေရာ၏ခရီးသည်ထိုင်စဉ်ပချမ်းတွင် ထားရှိဟန်ပြီးကားပါကင်နေရာများ parking space တွေကိုရိုင်ရဲ့အရွယ်အစား design နဲ့ sign board တွေအတွေ့ရောဘလို့အသေးစိတ်သတ်မှတ်ထားပါတယ်လဲရှင်ဟုတ်ကဲ့ကားပါကင်နေရာများကားပါကင်နေရာများတွင်ဝင်ရောက်သုံးစွဲနိုင်သောကားရဲ့နားရဲ့နေရာများကို ကားရီနဲ့ van တွေအတွက်ပန်တီးပေးရမည်ကားအတွက်ဝင်ရောက်သုံးစွဲနိုင်သောနေရာများသည်အနည်းဆုံး66လက်မှကျဲရမည်ထည်၍အနည်းဆုံး60လက်မှကျဲသည် ဝင်ထွက်သွားလာရကြားလမ်းတစ်ခုရှိရမည်။အဲ့ဒီအတွက်ဝင်ရောက်သုံးဆွဲနိုင်သောနေရာများသည်အနည်းဆုံး132လက်မှကျဲရမည်ထည်၍အနည်းဆုံး60လက်မှကျဲသည့်ဝင်ထွက်သွားလာရကြားလမ်းတစ်ခုရှိရမည်။သို့မဟုတ်အနည်းဆုံး66လက်မှကျဲရမည်ထည်၍အနည်းဆုံး66လက်မှကျဲသည့်ဝင်ထွက်သွားလာရကြားလမ်းတစ်ခုရှိရမည်။ Triple I ဥဒိယအကုံလုံးတွင်တက်တက်တမ90နှစ်တက်တမ0ရာခိုင်နှုန်းထက်မပိုသည့် အဆောင်ရှိရမည် IV ကားပါကင်နေရာဝင်ထွက်သွားလာရကြားလမ်းနဲ့ယင်သွားလာရလမ်းကြောင်းအတွက်အနည်းဆုံး68လက်မတောင်မိုက်အမျက်ပတ်တော့ပန်တီးပေးရမည် V ခိုင်မာတည်ငင်သောရှော့မသွားသည့်မျက်နှာဖြင့်ရှိရမည် VI မြေကြီးမှာအနည်းဆုံး60လက်မအမြင့်တွင်စိုင်းပုတ်ဤအောက်ခြေမှတိုင်တာတက်ဆင်ထားသောစိုင်းပုတ်နှစ်ခုရှိရမည်ပထမစိုင်းပုတ်သည် နိုင်ငံတကာဝင်ရောက်ထုံးဆွဲနိုင်သည့်သင်္ကေတဖြစ်ရမည်ဒုတိယဆိုင်ပုဒ်သည်၎င်းနေရာသည် Vancouver ဝင်ရောက်ထုံးဆွဲနိုင်သည့်ကိုဖော်ပြရမည်နိုင်ငံတကာဝင်ရောက်သုံးဆွဲနိုင်သောတင်ကေတာဆေးချိုင်းမှုနဲ့ပတ်သက်ပြီးရောဘလို့ပြတ်ထန်းထားပါသလဲရှင်ဟုတ်ကဲ့နိုင်ငံတကာဝင်ရောက်သုံးဆွဲနိုင်သောတင်ကေတာဆေးချိုင်းမှုမတန်ဆွမ်းသူများအတွက်ဝင်ရောက်သုံးဆွဲနိုင်သောနေရာများကိုဆေးချဲတာတွင်အပြားနှင့်အဖြူဟာအတုံးများဆုံးအကြောင်းတွေဖြစ်သည် နောက်ခံအတွက်အပြာရောင်နဲ့မတန်ဆွမ်းသူသုံးသင်္ကေတအတွက်အဖြူရောင်ထက်သည်ဒါပေမဲ့အနီအဝနဲ့အစိမ်းရောင်တွေကိုလည်းအသုံးပြုနိုင်သည်ဒီနေရာမှာအဓိကရည်ရွယ်ချက်ကတော့ကတားလမ်းပေါ်ကအမတ်များကလမ်းမနှဖြင့်အယောင်မှထင်ရှားပေါ်လွင်စေရန်ဖြစ်သည်ဝင်ထွက်သွားလာရာကြားလမ်းများကိုကားမရက်စေရန်အနေနဲ့ဒေါင်းဖြတ်မြင်းဆောင်များနှင့်စီးချဲ့သွင်းသည်ကားမရအတုလမ်းပေါ်အမှတ်ထည့်သွင်းခြင်းကိုလည်းလက်ခံနိုင်သည် တောင်းဖြတ်မြင်ဆောင်များကို ရေဘူးရနှင့်အဖြူရောင်နှင့်ဆေးချကြသည်နောက်ဆုံးအနေနဲ့ဝင်ရောက်သုံးဆွဲနိုင်သောကားပါကင်နေရာများတွက်ချက်ခြင်းနဲ့အထူးကားပါကင်အခြေအနေတွေအကြောင်းကိုလည်းရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ဝင်ရောက်သုံးဆွဲနိုင်သောကားပါကင်နေရာများတွက်ချက်ခြင်းအိုင်းအဆောက်အဦအမျိုးအစားအတိုင်းလိုအပ်သည့်အနည်းဆုံးဝင်ရောက်သုံးဆွဲနိုင်သောကားပါကင်နေရာအရေအတွက်အိုင်းအိုင်းဝင်ရောက်သုံးဆွဲနိုင်သောနေရာ6ခုတိုင်းအတွက် van car အတွက် ဝင်ရောက်တုံဆွဲနိုင်သောကားပါကင်နေရာတစ်ခုလိုအပ်သည်အောက်ဖော်ပြစရာသည်ရရှိနိုင်သောကားပါကင်နေရာများနှင့်ဆက်ဆက်၍မတန်ဆွမ်းသူများအတွက်နေရာမများခွဲဝေချထားပေးရမည်ကိုဖော်ပြသည်ဒါပေမဲ့အောက်ဖတ်ချွင်းချက်များကိုမှတ်တားပင်ထားရမည်အထူးကားပါကင်အခြေအနေများကားပါကင်နေရာ၄ခုသို့မဟုတ်ထက်ပိုနည်းသည့်အနေအထားတွင်ဗန်ကားအတွက်ဝင်ရောက်တုံဆွဲနိုင်သောကားပါကင်နေရာတစ်ခုပန်တီးပေးရမည်ဒါပေမဲ့ ဝင်ရောက်သုံးဆွဲနိုင်သည့်ကိုပေါ်ဖျားသည့်ဆိုင်းဘုတ်များမလိုအပ်ပါအခုလိုဝင်ရောက်သုံးဆွဲနိုင်တဲ့ကားပါကင်တစ်ခုအတွက်လိုအပ်တဲ့အားလုံးကိုအသေးစိတ်ချက်ချက်တိရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ရပါတယ်ခင်ဗျာ။ဒါတွေအားလုံးကမတန်ဆွမ်းသူတွေအတွက်ပထမအဆောက်အဦးကိုလာရောက်တဲ့အချိန်ကစပြီးအဆင်ပြေချောင်းမွေးနေဘေးရလုံခြုံစွာဝင်ရောက်နိုင်စေဖို့အတွက်အခြေခံနဲ့အရေးကြီးဆုံးလိုအပ်ချက်တွေပဲဖြစ်ပါတယ်ခင်ဗျာ။ အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အထက် ATW Construction Engineering Group ရဲ့ကအကူအကူရောအစီအစဉ်ကိုကြီးစုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရနာလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှလည်း MNBC 2025အပိုင်းနဲ့ရဲ့အခန်းကွဲနှစ်တသမခွင့်ရဲ့ကြမ်းရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။